ထောက်ကျန်လန်းဆောင်မှာဒုက္ခရောက်နေတဲ့ကလေးငယ်လေးကိုကယ်တင်လိုက်တဲ့အခိုင်အဝေအင်တာနက်ပေါ်မှာပြန့်နှံ့နေတဲ့ဗီဒီယိုဖိုင်လေးတစ်ပိုင်းကတော့ထောက်ကျန်လန်းဆောင်ကကလေးငယ်တယောက်ရဲ့ဗီဒီယိုဖိုင်မှာ ကလေးငယ်လေးကအသက်၃နှစ်အရွယ်ကလေးလေးဖြစ်ပြီးတော့လမ်းပေါ်မှာတောင်ရံစားတောက်ရင်းနဲ့အသက်မွေးဝမ်းကြောင်းပြုတ်နေရဟန်ရှိပါတယ်။ကလေးငယ်ရဲ့မိခင်ကလည်းကလေးငယ်ကိုဗန်းပြပြီးတော့ငွေတွေအလူခံနေရဖြစ်ပါတယ်။ဒီလိုမျိုးငွေတွေကိုအလူခံနေရင်ကနေကလေးငယ်ရဲ့ပတ်စံတွေကြပြောက်သွားလို့ဆိုပြီးကလေးငယ်လေးကိုရက်ဆက်စွာနဲ့ရိုင်းနှက်နေကြတာဖြစ်ပါတယ်။ဒါကြောင့်မြင်ရတဲ့သူတိုင်းကစိတ်မကောင်းဖြစ်ကြရပါတယ်။ဒါကြောင့်ခန်နေဝေကိုကဲတင်ပေးဖို့တအကူညီတောင်းခံနေကြတာပါ။ အမန်တကယ်မှာလဲခန်းနေဝေကမြန်မာနိုင်ငံမှာဒုက္ခရောက်နေတဲ့လမ်းဘေးကကလေးငယ်တွေစွန်ပြစ်ခံရတဲ့ကလေးငယ်တွေအတွက်ကဲတင်ရှင်မိခင်ကြီးဖြစ်နေပါဗျ။မြန်မာနိုင်ငံမှာစီးပွားရေးကျတဲ့နေရာလဲဖြစ်ပါတယ်။ဒီအတွက်ကြောင့်အခြေခံလူဒန်းစားတွေဟာမွေးထားတဲ့သားသမီးတွေကိုစွန်ပြစ်တာ၊ရှောင်းချတာ၊ခိုင်းစားတာတွေကိုလဲလုပ်နေကြပါဗျ။အခုလိုမျိုးအင်တာနက်ပေါ်မှာပြန့်နေတဲ့ဗီဒီယိုဖိုင်အားဆိုရင်ထောက်ကျန်လမ်းစုံကအမျိုးသမီးက ကလင်းငယ်လေးရဲ့မိခင်အရင်ဖြစ်နိုင်ခြေကလည်းနည်းနေရပါခိုင်နေဝေကသူမကိုပရိသတ်တွေကထောက်ချမ်းမျိုးမှာသုံးနှစ်အရွယ်ကလင်းငယ်လေးတယောက်နှိမ့်ဆက်ငင်းပန်းခံနေရတာကြောင့်ကဲတင်ဖို့လိုအပ်နေတဲ့အခြေအနေကိုသူမမြင်ခဲ့ပါကြောင်းအခုချိန်မှာတော့သူမဟာငလင်းဘေးဒင်းပြည်သူတွေကိုတွားရောက်ကူညီခဲ့စေနေရလို့စုံစမ်းစစ်ဆေးတာမျိုးတွေမလုပ်ရသေးပေမယ့်ကလင်းငယ်လေးကိုခိုင်နေဝေကပရိသတ်ဂေယာကနေတဆင့်ကဲတင်တော့မှာဖြစ်ကြောင်းပြောခဲ့ရပါပဲဖြစ်ပါရဲ့ရှင်